ရန်ကုန်မြို့ရဲ့ကျူတီမကျညာပဲဝုံးကနေတိုင်းကနေရွာတက်တဲ့မိုးအောင်မှာအေးမီနာစီးတဲ့အပယိကနာဖြားတာတွေရှိလို့ဒီယာဒီမှာတွဲဖက်စားတဲ့အကောင်းဆုံးစားစာကတော့ကြာတန်ကျက်ပါပဲလှဲတဲ့ကလူစီကားရနေရာမှာ1988ကလေးကဆိုင်ဖွင့်ထားတဲ့ကြာတန်ကျက်ဆိုင်လေးကိုခေါ်သွားပေးပါမယ်ပေးကြာတန်ကိုအဓိကထားပြီးမှုရောက်ပန်းကြောင်ပေပြာစက်သားမုံနဲ့စက်သားကိုအများဆုံးတုံးထားပြီးကြာတန်ကျက်နဲ့တွဲဖက်စားတဲ့ရှောက်တီးတို့အကြောင်းကို ဆိုင်ရှင်မတင်တင်တန်ကရှင်းပြပါရယ်အရင်ကားထက်ရောင်းအားသုံးစားလောက်တက်လာတယ်လို့မိုးရွာသည်မှုရှောက်သီးတုံနဲ့ကြာတန်ဟင်ကဟာလူပူစားတယ်လို့ဆိုပါရယ်အမှန်ကအရေးကြီးရှိသက်ရှိအရေးကြီးအားစားဖို့လား25ကျော်ဟုတ်ပါရယ်ကျန်ရတော့တော့ပဲကျန်တာအကောင်းဆုံးဒီကသားတုံးတယ်နော်တော့မိုးလိုပန်းပန်းကြောင်ပဲပြကျသားအများဆုံးတုံးတာနော် ကျသားမို့လည်းထဲသုံးပါတယ်ကျမကလည်းတရားဥသွား20တမိုင်မှာ3000ပါ3000နဲ့အဲဒူလဲဒူမျိုးချက်ရောက်ပါမယ်ဆိုတော့စဉ်းစားရပါတော့เนาะပုံပြီးတော့လည်းဒူတဲ့အောင်ရလာပါတယ်ဒါလေးကိုခွာဟားပါတယ်3000လောက်တက်လာပါတယ်နှွေးနဲ့မိုးကတော့ပူရောက်ပါအေးတဲ့နဲ့သူကအပူလဲဆိုတော့အေးတော့ပူတော့3000ပါတန်ကြောက်တော့ဘလို့စားကြဲဆိုတော့ စကြံမှလည်းတော့မတူဘူးတော့တမျိုးမတမျိုးထဲ၃ဆောင်ကြည့်တာပေါ့နော်အခုကြဲ့တခြားတော့ခေါ်ပြီးမစားလို့ဆိုခေါ်ပြီးပြန်နှုတ်တယ်နောက်ပဲပြားကိုပို့ထည့်တယ်မို့ပို့ထည့်တယ်ကိုကကြာလူနဲ့တဲ့ဆိုတော့ပို့သုံးသုံးထည့်တဲ့ပို့ထည့်ပေါ့နော်မဟင်းကားနဲ့မတူတဲ့ကြာတန်ချက်ထဲမှာအချင်းမပါတာကြောင့်လျှောက်သီးတော့နဲ့တွဲစားရင်အီတက်လည်းပြေးပြီးအရသာလည်းပူပေါ်တာကြောင့် လဲတန်းရောက်တိုင်းကြာတဲ့ချက်ဆိုဒီဆိုင်မှာပဲစာပြစ်တယ်လို့မဝင်းယူထုံးကပြောပါဗါတယ်။ဘာလို့ဘာလို့မပါကိုရောအဲ့မောင်ငါတို့ကလည်းပြောဆရာရရရရှိတဲ့ကြာစမ်းတို့စက်သားတို့ပါတဲ့အဲ့မှာပါတဲ့ဟာတွေလည်းအများကြီးလို့အဲ့ဒါသူရဲ့အသာရှင်ကိုစောင့်ရပါဘူး။ပါတယ်ကြာစမ်းကလည်းအချက်မပေါ။ရှောက်တိတော့ကလည်းချင်းနေသလိုအိမ်ပဲပြေတယ် ်ကြာတဲ့ဟိခရရတာနဲ့ပို့ပြီးတော့ပေါ်စင်နေလို့ချက်မှာပါ